ဒီ debate စီစဉ်ကပြန်လဲကြိုးစားပါတယ်ဒီကနေ့ဆွေးနွေးတာနဲ့ပတ်သက်ပြီးတော့ကတ်တွန်းနဲ့မီးမောင်းထုတ်ပြသရုပ်ဖော်ပြမယ်ကတ်တွန်းဆရာကတော့ကိုဝင်းအောင်ဖြစ်ပါတယ်ရှင် Okay ပါပြိသက်ထဲကနေပြီးတော့မှအလှည့်ပေးပါမယ်ရှင်သူတို့ဟာလူရဲ့ပကွဲမှုကြောင့်ထွက်လာတဲ့ဘင်္ဂလားဒေ့ရှ်ကလူတွေလား ရခိုင်ပြည်နယ်မှာအခုသူများတွေပြောနေကြသလိုဖိနှိပ်ခံရလို့ထွက်လာတဲ့လူတွေလားဘယ်သူ့ကိုပြောတာလဲဆိုတာကိုရှင်းရှင်းလင်းလင်းမေခွန်းထဲမှာထည့်ပြောပါအဲ့နှစ်ခုကိုရောချလို့မရပါဘူးဒီအခုလက်ရှိတွေ့နေသမျှတော့ဝင်းကြီးချုပ်ပြောသလိုပဲရှေ့ရောက်ကကြောက်တော်ကတော့ပြောတယ်အဲ့တော့အမပြောတင်တာကျန်တဲ့လူတွေကဘင်္ဂလားဒေ့ရှ်ကရှေ့ရောက်ကရခိုင်ကလူတွေဆိုတော့သူတို့တွေဟာတနေရာနဲ့တနေရာဘယ်လိုကြောင့်လေတစည်းတဲ့ကိုပါလာတာလဲ ဟုတ်ကျေးဇူးတင်ပါတယ်နောက်လိုလိုအထည့်ပေးလိုက်ရအောင်ကိုကျော်ဆိုလူရည်ဖောင်းပမှုတောင်းရှိရ26ဒကောင်စီနဲ့ရခိုင်ပြည်မှာရှိတဲ့လူရည်အချိုးအစားနဲ့ဒီနှစ်2015မှာရှိတဲ့လူရည်အချိုးအစားနဲ့နိုင်ရှင်ကြီးလိုက်ရင်ဘာမှပြောင်းလဲမှုရှိဘူးဘလို့ပြောင်းလဲမှုရှိတယ်ဆိုရင်တိတသမ66ဒီတိတသမ6တွင်ရသည့်ရခိုင်မျိုးသား တိတသမ85ဒီအစ္စလာမ်ဘာသာဝင်ခုတ်ကွင်နေတဲ့လူတွေပါအတူတူဖြစ်ကျွန်တော်ပြောချင်တာကအခုမမီရတဲ့လူတွေကဝင်လာတယ်လို့ပြောတယ်ကျွန်တော်ရခိုင်ပြည်နယ်ဝင်ကြီးချုပ်ရှိတယ်မီရတဲ့ရခိုင်ပြည်နယ်ကိုဝင်လာတဲ့လူတွေအစ္စလာမ်ဘာသာမဟုတ်တဲ့တခြားဘာသာဝင်တွေဝင်လာနေတဲ့လူတွေကိုကျွန်တော်တို့ပြည်နယ်အစိုးရကမွန်တော့နေဆက်ဒေသမှာစခန်းရှာပြီးတော့ရိတ်ကပေးပြီးတော့နော်သူတို့ကအကာအကွယ်ပေးနေတဲ့စိတ်နဲ့အများကြီးရှိတယ်ဒါတွေကိုလည်းပေးဖို့ရပြောဖို့ရည်ကြီးတယ်ဒုတိယတစ်ခုကျွန်တော်ပြောချင်တာကဒီလေစိတ်ဒုက္ခတွေဘာကြောင့်ဖြစ်ရတာလဲ ဒီလေးစိဒုက္ခတွေဖြစ်ပေါ်ရတဲ့အကြောင်းရင်းကနော်ကျွန်တော်တို့ဒီဒုက္ခတွေစခန်းမှာရောက်ရှိနေတဲ့လူတွေယူဝါမှာရှိနေတဲ့လူတွေရဲ့နိုင်ငံသားအစိုးရတန်းကိုရခင်ရစီရအစိုးရကရုတ်တင်းထားတာရှိတယ်ရုတ်တင်းထားတဲ့အတွက်အခုဒီဒုက္ခတွေကဒုက္ခတွေစခန်းရောက်နေတယ်ဒုက္ခတွေစခန်းမှာလာပေါင်း36လရှိပြီလေးလာပေါင်း40လောက်ရှိနေပြီဒီလူတွေကနေမတူးရှင်မတူးတေတော့မယ်သူတို့မှရွေးစရာလမ်းကြောင်းလက်ကြောင်းပဲရှိတယ်ဒါကြောင့်ဒီဒီစခန်းမှာလောင်ပိတ်ပြီးတဲ့တေခမ်းမလားနောက်တစ်ကြောင်းက ပင်လေတဲ့ထွက်ပြီးတော့နော်90ရခိုင်နှုန်းသောအသက်ကိုရှင်တယ်မလားဆိုပြီးတော့ထွက်ဖြစ်နေတဲ့လူတွေဖြစ်တယ်။အဲ့ဒါကိုအဲ့ဒါကိုကျွန်တော်တို့ဘယ်ရလဲတီးရလဲဆိုရင်အဲ့ဒီသက်ဆိုင်ရာဒုက္ခတွေကိုဒုက္ခတွေဆက်ခန်းကရခိုင်ပြည်နယ်မှာရှိတဲ့ဒုက္ခတွေဆက်ခန်းကဖုန်းဆက်ဆက်တွေနဲ့ကျွန်တော်တို့တီးရတဲ့အနေထားဖြစ်ပါတယ်။ဟုတ်ကဲ့ဟုတ်အဲ့ဒါကိုပြလဲပြောပါဟုတ်ကဲ့ပါဟုတ်ကဲ့နားလေးပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကိုမေကွန်းနဲ့မေကွန်းလေးပြောခြင်းနဲ့အဲကျွန်တော်တို့ဒီဘင်္ဂါလီ community နဲ့ဒီကွန်းက IDB တွေကမနေနိုင်လို့ ပေါ့နော်တိတ်ပြီးတော့မှဆင်းရဲဒုက္ခသူဆိုရင်ကျွန်တော်စစ်တွေမျိုးကိုဖိတ်ခေါ်ခြင်းပါတယ်ကျွန်တော်ဘင်္ဂါလီကဲ့ရင်ကျွန်တော်ကိုယ်တိုင်လိုက်ပြပါမယ်တက်ကက်ပြင်းစင်းမှဆိုရင်ရောင်းဝယ်ဖောက်ကားနေတာတော်တော်ကိုစီကားနေပါပြီအဲ့ဒါတနာယီကို3နေတောင်ငှားနိုင်တဲ့စူပါကတ်ဆမ်ကားမျိုးတွေရှိပါတယ်ဟိုဆိုလိုတဲ့သဘောကတော့လေဟိုသူ့ဘာသူတော့အထိုက်လျောက်တော့ဟိုအာနိတ္တိရှိမယ်ဟိုအတ္တတိရှိမှာပေါ့နော်အကုန်လုံးခြုံပြီးတော့မှဟိုဟာဖြစ်တယ်ဆိုတော့ကျွန်တော်လုံးဝတက်မခံကြဘူးဒါကြောင့်လေ့လာခြင်းဒါလေ့လာလိုက်ပါ ဒါကျွန်တော်ပြောလို့ပဲ IDB ကတော့ IDB ခွေရေးပဲလူတရာရှိရင်တော့တရာလုံးချမ်းသာဖို့ကောင်းကောင်းနေရဖို့တော့မလွယ်ဘူးခင်ဗျ။အော်ဒါလေးတွေကလည်းကျွန်တော်ဆက်ဆက်ရမယ်တပေါ့။တို့ဆိုကျွန်တော်တို့ကယနေ့ခုနဒီဘင်္ဂါလီပိုင်းကိုလည်းကျွန်တော်တို့ကအခုဥပဒေကြောင်းရအတတ်နိုင်ဆုံးဒါ humanitarian site ကကျွန်တော်ဒီကမ္ဘာကုသမဂ္ဂကကျွန်တော်တို့ပူးပေါင်းဆောင်ရွက်နေတာရှိပါတယ်။အချို့ကိစ္စတွေမှာကျွန်တော်ပြောတာဘင်္ဂါလီလူမျိုးမဟုတ်ဘူးကျွန်တော်ရခိုင်တိုင်းတိုင်းမှာလည်းဆင်းရဲလူတွေအများကြီးရှိတယ်။ကျွန်တော်ရခိုင်ရွာတွေမှာဆိုလို့ရှိရင်အိမ်သာမရှိရေမရှိရွာတွေအများကြီးရှိတယ်။ဒီလိုပဲနေကြတာပဲ။ ောက်တချို့လည်းအသက်အန္တရာယ်ကျမကြီးကဆုံးရှုံးတယ်ဘာသူဘာပြောမလဲဒါပေမဲ့ယနေ့တစ်ဖက်အဖွဲ့အစည်းဖြစ်တယ်ဆိုလို့ရှိရင်အားလုံးကပြောကြတယ်ကျွန်တော်ဝန်းနေဒါဓာရီကတိမ်မတ်တတ်ဖဲတင်အောင်စဉ်းစားဖို့လိုတယ်ကျွန်တော်ကတော့တာဝန်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်အပြည်သူတယောက်ပါကျွန်တော်ဝန်ကြီးတို့သဘောမထားပါနဲ့ယနေ့ကျွန်တော်တပြည်သူတို့စကားပြောတာလာလိလာပါပြီးအနာဂတ်မှာကျွန်တော်အကောင်းဆုံးအဖြေကိုကျွန်တော်တို့ပူပေါင်းကျွန်တော်အဖြေရှားမှုကျွန်တော်ဒီလိုပဲပြောချင်ပါတယ်ဟုတ်ကောပါပြောကြပါ အခုနကျွန်တော်တို့ဝင်ကြီးပြောသွားတဲ့ကိစ္စလေးတွေတော်တော်လေးသဘောကျစရာကောင်းပါတယ်အဲ့ထဲမှာမှနံပါတ်1အရင်သဘောကျစရာကောင်းတာကလာလေလာပါဆိုတဲ့အခြေအပါကျွန်တော်တို့ဒီကနေပြီးတော့ဒုက္ခတဲ့ပစ္စည်းပို့တာတော့မှတော်တော်လေးကိုခက်ခက်ခဲခဲနဲ့ပို့ရပါတယ်ဝင်ကြီးအဲ့တော့ဝင်ကြီးအောက်ခြေကလူတွေရဲ့အနေထားတွေဝင်ကြီးသိချင်မှသိပါမယ်ကျွန်တော်တို့ဒီကနေပြီးတော့ဒီပစ္စည်းပစ္စည်းတွေသူတို့စားဖို့တောက်ဖို့အသက်ရှင်ဖို့ဆေးဝါးပို့တာတော့မှတော်တော်ခက်ခက်ခဲခဲနဲ့ပို့ရပါတယ်ဒါတစ်ပိုင်းပါ ဒုတိယပိုင်းအနေနဲ့ကျွန်တော်ပထမပြောသလိုဗမာပြည်တပီလုံးမှာရခိုင်ပြည်နယ်ကနမနစ်အဆင့်အစဲအဲဆုံးဖြစ်တယ်။အဲ့ဒီတဲမှာမှဒီဒုက္ခဒီခုန2012ပြည်ပခနောက်ပိုင်းမှာကျွန်တော်မှာလူမျိုးရေးခွဲခြားတဲ့ဟိုခုနလိုကိစ္စတွေရတဲ့နောက်ပိုင်းမှာဥမာအဖြစ်ပြောရင်ကျွန်တော်များသောအဖြစ်ရှိတာမောင်နှောဘူတီတော်မှာတော့ကျွန်တော်အစ္စလာမ်ဘာသာဝင်တွေအများဆုံးရှိတယ်။ဟိုကျွန်တော်တခြားတခြားတွေမှာဥမာရသေးတော်ကြောက်တော်မြောင်ဦးမြင်းပြမြေပုံကြောက်ဖြူအနည်းစုပါ။မြေပုံကလူတွေဆိုလို့ရှိရင်လူ3000အခုချိန်ထိတောင်းပေါ်မှာပါ။သူတို့ရဲ့ live social life ဘာမှမရှိဘူး။ သူတို့ရဲ့ပညာရေးဘာမှမရှိဘူးသူတို့ရဲ့အသက်ဆက်ရှင်ခွင့်ညွန်လေးချက်ဘာမှမရှိပါဘူးအဲ့တော့ဝင်းကြီးတို့ဘက်ကလည်းအတက်နိုင်ဆုံးဟိုမှာဒုက္ခတွေသူတို့အတွက်ရိတ်ခါတွေ CD စားတွေစံတွေပေးနေတာကိုလည်းကြားသိရပါတယ်ဝန်လက်တာပါတယ်ကျေးဇူးလက်တင်ပါတယ်ဒါပေမဲ့တစ်ဖက်ကနေသူတို့ရဲ့ social love သူတို့တစ်သက်လုံးဒီဒုက္ခတွေဘဝနဲ့သူကုလသမဂ္ဂပေးတဲ့နိုင်ငံတော်ကပေးတဲ့ဒီစံတွေ CD စားပြီးတော့ပဲသူတို့အသက်ရှင်ရမလားသူတို့ရဲ့ social life တစ်ခုကဘယ်မှာလဲဒါတွေပျောက်နေပါတယ်ဝင်းကြီးအဲ့ဒါလေးကိုနည်းနည်းလေးထည့်သွင်းစဉ်းစားပြေးမယ်ဆိုရင်အများကောင်းပါတယ် နောက်ဆုံးတစ်ချက်အနေနဲ့ဝင်းကြီးခုနပြောတဲ့နောက်ဆုံးပြောတဲ့လာလေလာပါပူပေါင်းပြီးတော့ဒါကိုဘလို့ပြောဒါကိုကျွန်တော်တို့ခဏခဏဟိုပြည်နယ်ရုံးပါကောပြည်နယ်အဆင့်ပါကောကျွန်တော်ခဏခဏတောင်းဆိုပါတယ်ဝင်းကြီးပြောတဲ့ကိစ္စကိုကျွန်တော်အရန်ကိုလိုက်လေထောက်ခံပါတယ်ကျွန်တော်တကယ်ပူပေါင်းပြီးတော့လုပ်ရမယ့်ကိစ္စပါဒါရေတိုးနဲ့ပြည်မယ့်ကိစ္စမဟုတ်ပါဘူးကျေးဇူးပါကျေးဇူးအရှင်းကျက်တမ်းပါဆရာတော်ဟိုကဟိုကမြေပုံကိစ္စပေါ့နော်ခုနဟိုတရားဟိုပြောသွားတာပေါ့နော်မြေပုံမှာဆိုတာမြေပုံမှာဒီနေ့ကျွန်တော်နိုင်ငံသားစီစီကတ်တွေကျွန်တော် ကျွန်တော်ထင်မှာတထောင်ကျော်လောက်ကျွန်တော်တို့စီစီပြီးတော့မှအတီးပြုတ်လိုက်ပြီအဲ့ဒီတွေ့နိုင်ငံသားအခွင့်အရေးရအောင်ကျွန်တော် permit အင်အားတွေစောက်ဖို့လုပ်နေတယ်ဟုတ်ကဲ့ဟုတ်ကဲ့ရခိုင် community IDP ရှိတယ်ဒီဘက်ကကျွန်တော်ပင်ကလီဟုတ် permit စောက်ပေးမယ်အဲ့ဒီမြေပေါ်မှာတင်းတော်ရဲ့နေရာမှာပဲကျမရေးပညာရေးလောက်ကင်စားတော့နိုင်အောင်ဒီနေ့ဒါမြေပေါ်မှာရှိတဲ့ပြည်သူတွေနဲ့ကျွန်တော်ညှိနှိုင်းပြီးတော့မှကျွန်တော်အကုန်လုံးစီမံဆောင်တိုက်ဖြစ်ပါတယ်အဲ့တော့အရင်တုန်းကဟာတွေပြောတာဖြစ်မယ်လို့ထင်ပါတယ်လက်ရှိအနေထားမှာတော့ဟိုမှာကျွန်တော်အင်းနေစောက်ပေးဖို့လုပ်တယ်ဒါမြေပေါ်မြို့ပေါ်မှာရှိတဲ့မြို့မြို့ပိုင်းတိုင်ပင်ပြီးတော့မှ တကယ်ကိုလူသားချင်းစာနာတော့အပြင်ဆောင်ရွက်ပြီးတယ်လို့ပြောပြသေးတယ်နောက်တစ်ခုကလည်းလာခဲ့ပါဖိတ်ခေါ်ပါရဲဟုတ်ကဲ့ဟုတ်ကဲ့ပါလာခဲ့ပြီလို့ရှိရင်တို့ချိချက်ကိုတည်းဖေးပြီအောင်ပြောပါဟုတ်ကဲ့အစိုးရပြောပြသားပြန်သွင်းရင်ကျွန်တော်တို့အကောင့်တစ်ခုမှမပြောဘူးကျွန်တော်ရင်ကျိုးပါပြီးရောအဲ့တော့ line စစ်ပါစေးပါကောင်းတယ်လည်းပြောပါဆိုရစေတတိုင်းမောင်မြင်ချင်ပါတယ်လူခွင့်ရေးရှုဆောင်နဲ့နည်းမြေလုံးချုံရေးနဲ့ clash ဖြစ်နေလားအဲ့လူခွင့်ရေးရှိဖို့လိုအပ်တယ်လို့ အခု21ရာစုမှာပြောတာပေါ့ဗျာအဲ့တော့21ရာစုမတိုင်ခင်တုန်းကဂျူးတွေတန်း6တန်းလောက်တက်ခံခဲ့ကြတာအဲ့ဒီကာလမှာလူခွင့်ရေးကိုကျွန်တော်တို့ကမေ့ထားခဲ့တယ်လို့သမိုင်းအရပြောပါအခုချိန်မှာခင်ဗျားကျွန်တော်တို့ဒီမိုကရေစီကိုပြောတယ်လူခွင့်ရေးကိုပြောတယ်ဒါပေမဲ့မိမိနိုင်ငံရဲ့လုံခြုံရေးကိုမပြောလို့ကိုမရဘူးအမေရိကန်ကိုယ်တိုင်ပြောတယ်ဒါကနိုင်ငံဆိုတာရှိတာပေါ့ဗျာကမ္ဘာကြီးကတနိုင်ငံနဲ့မဟုတ်ဘူးနိုင်ငံဆိုတဲ့ territory ရှိလို့နိုင်ငံတစ်ခုရဲ့ အမျိုးသားအကျိုးစီးပွားနဲ့နိုင်ငံတော်လုံခြုံရေးဆိုတာကိုမေ့လို့မရဘူးအဲ့ဒီကာလမှာသူ့ရဲ့အာရှဥရောပယဉ်ကျေးမှုမတူဘူးဒါလေးကိုခင်ဗျားတို့မေ့လို့ကျွန်တော်တို့မရဘူးဒီယဉ်ကျေးမှုအတိုင်းကျွန်တော်တို့ကသူ့ရဲ့နိုင်ငံတည်တံ့ခံပြေးနဲ့အမျိုးသားအကျိုးစီးပွားအပအဝင်လူခွင့်ကိုကျွန်တော်ချိန်ဆပြီးမှဒီမိုကရေစီလူ့ဘောင်ကိုဘယ်လိုသွားမလဲဆိုတာကိုကျွန်တော် synchronize လုပ်မရတဲ့ကာလဒါကိုကျွန်တော်တို့အသိမှတ်ပြုဖို့လိုတယ်ဥပမာဆိုပါတော့ဘုန်းကြီးတွေကမေးပေးခွင့်မရှိဘူးဟုတ်လားမေဒီလာရင်တွေကမေးပေးခွင့်မရှိဘူးလူခွင့်ရေးချိုးပေါက်ခံရပါတယ်လို့ဘုန်းကြီးတွေကပြောရင်ပြောမှာပေါ့ ဒါပေမဲ့သူ့ရဲ့ဓမ္မသက်စည်းကမ်းအရာမေပေခွင့်မပြုတ်ဘူးဆိုတာမျိုးရှင်းရှင်းမှာပေါ့ဗျာဒါလေးတွေကကျွန်တော်တို့ပြန်ကြည့်လေခွန်ကြီးကလူခွန်ရဲ့ချိုးပေါက်ခံရတာပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒါဘလီစီယာကမေပေတိုင်တဲ့အချိန်မှာနော်ခွန်ကြီးကမေပေပါခွင့်မရှိဘူးမြန်မာနိုင်ငံမှာလူခွန်ရဲ့ချိုးပေါက်ခံရတယ်လို့ပြောရင်ခင်ဗျားညင်းမလားဟုတ်ကဲ့ကျွန်တော်ပြောချင်တာကကျွန်တော်လက်ခုပ်တောင်းကိုတောင်းဆိုပြီးပြောမှာမဟုတ်ဘူးကျွန်တော်လူတွေလည်းကျွန်တော်ပြောတာကြိုက်ချင်မှကြိုက်မယ် ကျွန်တော်ကပြဿနာရဲ့အဖြေကိုလိုချင်တယ်ပြဿနာရဲ့အဖြေကိုလိုရင် sober mind ရင်မူးမှုမရှိသောအုံနှောက်နဲ့စဉ်းစားရမယ်တစ်ဖက်ကလည်းပြောဆိုမှုတွေရှိတယ်တစ်ဖက်ကလည်းပြောဆိုမှုရှိတယ်အဲ့တော့အဲ့ဒီ common ground ကနေအားလုံးသဘောတူထားသောအငင်းမပွားသောစုံချက်ကနေကျွန်တော်တို့အလုပ်လုပ်မယ်ဆိုရင်ကျွန်တော်တို့ရှောင်ရမယ့်ကိစ္စတွေရှိတယ်เนาะဥပမာအဆုံးအနှုံးလေးနဲ့ပတ်သက်လို့ဒီရခိုင်ကော်မရှင်ကနေပြီးတော့ကရခိုင်အရေးခင်းနဲ့ပတ်သက်ပြီးတော့ပြင်ညာချက်ထွက်ပြီးတဲ့အခါမှာကျွန်တော်တို့တမရာကြီးကမိန်ကွန်းပြောတယ် မင်းကွန်းပြောတဲ့အခါမှာရခိုင်ဒေသမှာရှိတဲ့အစ္စလမ်ဘာသာဝင်များကို तू ဘယ်လိုသုံးသွားလဲဆိုရင်ဘင်္ဂါလီလို့လည်းမသုံးဘူးရိုဟင်ဂျာလို့လည်းမသုံးဘူးဒီမြန်မာနိုင်ငံအတွင်းမှာအခြေချနေထိုင်နေကြတဲ့အစ္စလမ်ဘာသာဝင် များပါလို့သုံးတယ်ဒါဒီဟာ confrontation ကိုကျွန်တော်တို့ရှောင်တာနော်အဲ့တော့ကျွန်တော်တို့က emotion တွေအုံလာရင်မှုမှုတွေကိုဖယ်ရှားပြီးတော့နှစ်ဖက်စလုံးလက်ခံနိုင်မဲ့ common ground ကအလုပ်လုပ်ရမယ်အဲ့ဒီခါဆိုရင်ဘာလုပ်ရမလဲဆိုရင် trust building ဒီရခိုင်အရေးတွေမဟုတ်ကျွန်တော်တို့ဗမာပြည်ရဲ့ နိုင်ငံရေးအရေးဒီပဲလင်းနော်တချို့ဟာတွေကစဉ်းစားလို့မရနိုင်အောင်ဒီနေ့ပဲလာတွေ့တယ်မလက်ပြန်တိုက်နေပြီဘာဖြစ်တာတော့အဲ့ဒါ trust ပဲ lack of trust အဲ့တော့လူတွေယုံကြည်မှုတည်ဆောက်ဖို့အတွက်ကလက်တွေ့နဲ့သက်တည်ပြရမယ်ထိလွယ်ရှလွယ်တဲ့ဒီရှောင်ရှားပါကျွန်တော်တို့နှစ်ဖက်စလုံးအုတ်စီနုစုလုံးကလက်ခံနိုင်မဲ့ common ground ကိုရှာပါအဲ့ဒီကနေကျွန်တော်တို့တည်ဆောက်ပါအဲ့ဒါကြမ်းမြတ်ကိုရောင်ရဲ့30ဆုံးမကြပါဟုတ်ကျေးဇူးတင်ပါတယ် အဲဒီကနေ့ဆွေးနွေးမှုနဲ့ပတ်သက်ပြီးတော့ငားရောက်မြောက်ဆွေးနွေးသူဖြစ်နေကိုထူးချစ်မြမရွှေပြောင်းလို့တမများပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဒါရိုက်တာရဲ့ဆွေးနွေးချက်ကလေးကိုကြည့်လိုက်ရအောင်ကျွန်တော်ဒီနေ့ပေါ့နော်ဒီလက်စီဒုက္ခတွေနဲ့မြန်မာပြည်ကနေလာတဲ့လက်စီဒုက္ခတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုဝင်ပြီးတော့ဆွေးနွေးနေတာအရောနော် ျွန်တော်တို့ဒီလစ်စည်းဒုက္ခတွေတွေနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်2005ခုနှစ်ထဲကကျွန်တော်တို့ဟိုစစတင်ပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ခဲ့လို့ပြောလို့ရတယ်။ဒါကျွန်တော်တို့အဖွဲ့အစည်းထိုင်းနိုင်ငံတောင်ပိုင်းမှာကျွန်တော်တို့အခြေအခြေချတဲ့အချိန်မှာတနေ့တနေ့ကိုလူပေါင်း9000 6000အထိကျွန်တော်တို့ဒါကူညီဆောင်ရွက်ပေးရတာရှိတယ်။ဒီနေ့မှာကျွန်တော်တို့မတွေ့ရလဲဆိုတော့လစ်စည်းဒုက္ခတွေတွေကအများအဖြစ်ကတော့ကျွန်တော်တို့ကဒီရွှေပြောင်းတခြားနိုင်ငံမှာပေါ့နော်ဒီထက်ဟိုကောင်းမဲ့အခြေအနေရှိလို့ဟိုပြောင်းရွှေ့လာတဲ့လူတွေဖြစ်တယ်လို့တချို့ကျတော့လည်းဟိုလူကုန်ကူးခံရတယ် လူကုန်ကူးသမားတွေရဲ့ကျွန်တော်တို့ဒီမက်လုံးပေးခိုင်းစင်မှုကြောင့်လာတာရှိတယ်အစောကျွန်တော်ပြောပြောသလိုပဲလက်စီဒုက္ခတွေဆိုတာနှစ်ပိုင်းရှိနေတယ်မြန်မာပြည်တွေကလာတာပေါ့တချို့ကြမြန်မာပြည်ရဲ့ကျွန်တော်ဒုက္ခတွေစခန်းတွေတွေကအဓိကလာတယ်တချိန်တည်းမှာပဲကျွန်တော်တို့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကလာတဲ့လူရှိတယ်ဒါဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကလာတဲ့လူတွေကတော့သူ့နိုင်ငံထဲသူကတော့ဟိုဒီဒီလူတွေတရားမဝင်ဟိုကျွန်တော်တို့ထွက်သွားလို့ခိုးထွက်လို့မရအောင်ရဲ့နောက်တစ်ခုကလူကုန်ကူးမှုနဲ့ပတ်သက်တဲ့ဒီဂိုင်းတွေလူပုဂ္ဂိုလ်တွေကဒါတစင်းတကြအရေးယူရမှာဒါတစ်ပိုင်းရှိတယ်ကျွန်တော်မြန်မာပြည်ထဲမှာကြာတော့လေ အလားတူပဲကျွန်တော်ဒီလူကုန်ကူးမှုနဲ့ပတ်သက်တဲ့လူတွေကအ ਨੇ နဲ့အများတော့တပတ်သက်တယ်အချို့သူတို့ချင်းဒါဌာနဆိုင်ရာအစိုးရဝန်ထမ်းတွေဒါပါပါပါနိုင်တဲ့အနေအထားမျိုးရှိတယ်ဘာဖြစ်ဆိုတော့ကျွန်တော်တို့ဒီလက်ရှိဒုက္ခတွေကကျွန်တော်တို့ရှင်းပြချင်ရဒါကြောင့်မလို့အဲ့အရာတွေကိုကျွန်တော်လူကုန်ကူးတဲ့ပုံကိုယ်တွေဂိုင်းဂိုင်းတွေကိုကျွန်တော်တိတိကျကျအရေးယူဆောင်ရမှာဖြစ်တယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ကသူတို့ဒုက္ခတွေပြလက်ခံထားတဲ့မြန်မာပြည်ထဲမှာလက်ခံထားတယ်ဆိုလို့ရှိရင်မြန်မာပြည်ထဲမှာလည်းသူတို့အဲ့ဒီစခန်းတွေထဲမှာဟိုလူသားတယောက်အနေနဲ့ နေထိုင်နိုင်အောင်စားသောက်နိုင်အောင်ပညာသင်ကြားနိုင်အောင်အတမွေးဝမ်းကြောင်းမှုတွေပြုလုပ်နိုင်အောင်အဲ့လိုမျိုးစင်းတကြကူညီပံ့ပိုးမှုတွေလုပ်မယ်ဆိုလို့ရှိရင်ဒီအထက်ကလည်းဟိုတွားမဲ့လူတွေပိုနေသွားမှာလို့ကျွန်တော်ထင်ပါတယ်